အားလုံးမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Pay တက်တဲ့အားလုံးမင်္ဂလာပါဆိုတော့အခု Champion League ဘောလူပွဲပြီးသွားပြီတဲ့အချိန်မှာကျွန်တော်တို့အခုလက်ရှိမှာ Paris Saint-Germain အသင်းရဲ့အဓိကကစားသမား Ousmane Dembele နဲ့နောက်တစ်ဖက်ကတော့ဒါဘလို့ Barcelona အသင်းရဲ့လူငယ်ကစားသမားလေး Lamine Yamal ရဲ့ Real Madrid က Kylian Mbappe တို့၃ယောက်ပေါ့လေဒါဒါ ဒီ၃ယောက်ကလက်ရှိမှာဘာလွန်ဒေါ်ဆူအတွက်ရပန်အစအဆုံးကစားမှာဖြစ်လာတယ်။ဆိုတော့ကျွန်တော်တို့အခုဘသူအကောင်းဆုံးဆူရမလဲ။ဒါဘသူကဒါလက်ရှိမှာဒီရွှေဘောလုံးစုကိုပိုင်ဆိုင်သွားမလဲဆိုပြီးတော့ပေးသက်တွေကမျှော်လင့်ထားကြတယ် ဒါယမားကလည်းဒါပြီးခဲ့တဲ့ရာသီမှာအကောင်းဆုံးဆွမ်းဆောင်ခဲ့တယ်။တကယ်တမ်းကျတော့ Rafinha လည်းပိုကောင်းတဲ့ကစားမဒါပေမဲ့ Rafinha ထက်နောက်ပိုင်းမှာယမားဟာပိုကောင်းတဲ့ performance မျိုးပြလာခဲ့ပြီးတဲ့နောက်ပိုင်းမှာဒါဘယ်လိုပြောမလဲယမားကပိုပြီးတော့ဒါ favorite ဖြစ်လာတယ်။အိုက်ကနေမှစ Usmani Dembele ဒါ injury prone ဖြစ်ပြီးတော့ Barcelona ကိုရောက်လာတဲ့အချိန်မှာတောက်လျှောက်ရုန်းကန်ရတဲ့ကစားမက ပါရစိတ်ကြမင်းကြီးဒုတိယရာသီဝတ်မှာကြောက်ဖို့လန့်ဖို့ကောင်းတဲ့ဆွမ်းဆောင်ရည်မျိုးပြသသွားတယ်ဆိုတော့ဒါချန်ပီယံလိဘိုလိုပွဲအပြီးမှာ ချန်ပီယံလိဖလားကြီးရတဲ့ဥစမာနီဒမ်ဘေးလီပြည်တွင်းဖလား၃လုံးရခဲ့တဲ့ယမားတို့နှစ်ယောက်ကအဓိက main character အနေနဲ့ပါလွန်ဒေါ်ဆူရဲ့အဓိကတယောက်ဆောင်လေဆိုတော့အမ်ဘပ်ပေကတော့ maybe club world cup ကြောင့်တတိယနေရာရောက်ကောင်းရောက်နိုင်တဲ့မိုဟာမက်ဆာလတ်ကတော့ ဒါရဖို့ခတ်သွားပြီ။ဘာကြောင့်လဲဆိုတော့ तू က club walk လည်းမရှိတော့ဘူး။ maybe rafinha လည်းမရနိုင်တော့ဘူး။ဘာလို့ဆိုတော့ rafinha ကပြီးရရာသီကောင်းမယ်မသူရဲ့အသင်းပေါ်ယမားကပိုကောင်းတယ်။ခုလောလောဆယ် champion league ဘောလုံးပွဲမတိုင်ခင်မှာ dembele က slightly favorite ဖြစ်တယ်။ယမားက second favorite မှာအခုဒါ champion league ဘောလုံးပွဲအပြီးမှာ usmane dembele ကဘောလုံးပွဲမှာဖန်တီးမှုနှစ်ကြိမ်လောက်တည်းဒူရီသိန်းနဲ့ goal ကိုသူဖန်တီးပေးပြီးတော့မှဖန်တီးမှုဗိုင်းရပ်စ်ကေရီယာရဲ့ကိုကိုဖန်တီးပြီးအချိန်မှာအော့စမန်ဒမ်ဘေးလီက73လေး84နဲ့တခု2လေး5လေးနဲ့တခု6လေး3လေးနဲ့တခု7လေးဒါဒါလေးလေး7လေးနဲ့တခုသူကထိတ်ကနေဥဆောင်ပြီးတော့ယမားက6လေးလေးလေး6လေးလေးလေး9လေး2လေးဆိုတော့ယမားကိုကြော်ပြီးတော့သူက favorite ဖြစ်လာပြီဆိုတော့ Kylian Mbappe ကတော့အခုတတိယနေရာကနေတတိယတော့မဟုတ်ဘူး Mbappe က ဒါဒါ24လေးတလီဆိုပြီးတော့ဒါသူတို့လောလောဆယ်နေထားဒါပေမဲ့အမ်ဘပ်ပီကလောလောဆယ်နေထားရတော့ဖေးနောက်ဂျန်လူဂျီဒူမာဘူးမကစတုတ္တနေရာတက်လာအမ်ဘပ်ပီကပြီးခဲ့တဲ့ယာတီပေါ့လေပြီးခဲ့ယာတီတစ်ခုလုံးမှာ55ပွဲမှာ52ကို twin 4ကိုဖန်တီးခဲ့ပြီးတော့ဥရောပရွှေဖနက်ဆူ space ဒီဒီဥရောပစူပါဖလာလာလီကာရွှေဖနက်ဆူနဲ့ကမ္ဘာကလပ်ပြိုင်ပွဲမှာချန်ပီယံဖြစ်တဲ့ ယမားကတော့ဒါပြီးခဲ့တဲ့ရာသီမှာပြည်တွင်းဖလား၃ခုပိုဆွဲပြီးတော့55ဘွဲ့မှာ78ကိုတွင်း25ကိုဖန်တီးတယ်ဒါ Space Super ဖလား Spain La Liga နဲ့ Copa del Rey မှာ Champion ဖြစ်ပြီးတော့ဒါ Usmane Dembele ကတော့ပြင်သစ်ဖလားတွေအကုန်လုံး Champion ဖြစ်တယ် ြည်သူရဲ့ပြည်တွင်းဖလားတုံးလို့အပြင်ဒါအခုလက်ရှိ49ဘက်မှာ33ခုတွင်15ခုဖတ်တီဆိုတော့48ခုပေါင်ပတ်သက်တယ်ဆိုတော့ rule loss မှာဘာလွန်တော်စုကိုဒါနာမည်နှစ်မှာ ပေးမဲ့အချိန်မှာ Usmani Dembele ကဒါရေပန်းအစားဆုံး Yamaha ကဒုတိယရေပန်းအစားဆုံး ်အမ်ဘပ်ပေကတော့ဖြစ်နိုင်ကြီးနဲတယ်ဒါပေမဲ့ conversation ထဲမှာထည့်ထားတာဖြစ်ပေမဲ့ Usmani Dembele ရဲ့ career trophy ဆိုရင် La Liga မှာသူ3ကြိမ် champion ပြင်သစ်လိမှာ2ကြိမ် Copa del Rey 2ကြိမ်ပြင်သစ်ဖလား2ကြိမ် Spain Super Cup 2ကြိမ်ပြင်သစ် Super Cup 2ကြိမ် Bundesliga 2ကြိမ် Champion League 2ကြိမ်နဲ့ Club World Cup 2ကြိမ်ဟိုဟိုဒီ German Cup 2ကြိမ်ရတယ်ဆိုတော့ဒါ16နှစ်သားလေးယမားက တကယ်လို့ interpilan ပိုဆွဲရင်ရမလာမလာတေချာပေါက်ရလိုက်ပေမဲ့အန်ဒမ်ပေးလီပိုဆွဲအတွက်ဘယ်သူကထင်ပါလဲ Ronaldo Messi ပြီးမှ Vinicius Junior တို့ Mbappe တို့ဒီစားမတွေ Mohamed Salah ပါညာနဲ့အားလုံးက Ballon d'Or ဆုရဖို့ queue နေနေဝုန်းစု somehow Rodri ကောက်ထွက်လာပြီးရသွားတယ်အခုလဲလုံးဝမထင်မှတ်တဲ့ဒမ်ပေးလီပဲဖြစ်ဖြစ်ရမပဲဖြစ်ဖြစ်ဒမ်ပေးလီက probably ရရဖို့များပြီးတော့ ြောချင်တဲ့အချက်ကပါလဲဆိုတော့လုံးဝကိုစောင့်နေတဲ့သူတွေမရပဲနဲ့ဒါအခုလောလောဆယ်ချန်ပီယံလိဘူလူပွဲအပြီးဒါဘာလို့တော့ဆိုရဲ့အနေထားပြောင်းလဲသွားမှုအခြေအနေဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်